ငလင်လေးဘာကြောင့်လုတ်ကက်ခဲ့ပါသလဲဘလို့ခြေနေမျိုးမှာငလင်လုတ်ခြင်းတွေဖြစ်ပေါ်လာတတ်ပါသလဲငလင်လေးဘာကြောင့်လုတ်ကက်ခဲ့ရသလဲဆိုတော့ကဘာမြကြီးရဲ့ဒီစောက်ပုံညကရက်စ်လို့ခေါ်တဲ့၃မိုင်ကနေ၁၂မိုင်အထိထူတဲ့ကဘာပြေကုန်ရှိပါတယ်အဲ့မှာကျွန်တော်တို့ကနေထိုင်ကြပါတယ်အဲ့ဒါကတော့ဘာနဲ့တူသလဲဆိုတော့ပိုင်းပိုင်းပြက်နေတဲ့ကြောက်ပြားတွေဖြစ်နေတူပါတယ်အဲ့ဒီရဲ့အောက်မှာတော့ကဘာမြကြီးရဲ့အတွင်ပိုင်းမှာရှော်ရည်တွေရှိနေပါတယ်အဲ့ဒီကြောက်ပြားတွေကတော့ရေခဲတုံးကြီးတွေလိုပဲ ရေထဲမျောနေသလိုဥတီချက်မျိုးမျိုးနဲ့ရွေရှားနေပါတယ်။ဒီကြောက်ပြားတွေဟာတစ်နှစ်ကုန်50မီလီမီတာခန့်ရွေလျားနေပါတယ်။ဒီလိုရွေလျားတဲ့နေရာမှာလဲကြောက်ပြားကြီးတစ်ခုနဲ့တစ်ခုတူပဲတူပြီးတိုင်မီကြားတဲ့အခါမှာတော့နှစ်တန်းပေါင်းများစွာကြားတဲ့အခါတောင်တန်းတွေဖြစ်ပေါ်လာပါတယ်။လူနဲ့တစ်ခုနဲ့တစ်ခုစန့်ကျင်ဘက်တွေရွေလျားရင်တော့နှစ်တန်းပေါင်းများစွာကြားတဲ့အခါမှာတော့ကဘာမီကြီးမှာခြိုင်ဝန်းတွေဖြစ်ပေါ်လာကြမှာပါ။ အဲ့ဒီမှာကြောက်ပြားကြီးတွေဟာတည်တယ်လည်းမတိုက်ဆန့်ကျင်ဘက်လည်းမတော်မနဲ့ဘေးတိုက်ခြင်းပေါ်တိုက်နေမယ်ဆိုရင်တော့ဒီမှာပြည့်ပြည့်ကျော်တွေဖြစ်ပေါ်လာပါမယ်ကျွန်တော်တို့နိုင်ငံမှာလည်းကဘာကျော်ပြည့်ပြည့်ကျော်ဖြစ်တဲ့စကိုင်းပြည့်ပြည့်ကျော်မြောက်ဘက်ကိုရွေနေပါတယ်ဒီစကိုင်းပြည့်ပြည့်ကျော်ကတော့မိုင်ပေါင်းတောင်ကြီးခြေလျားပြီးမြမပင်မြောက်ပြားကနေ တောင်ဘက်ပြားထိခြေလျားတယ်လို့သိရပါတယ်လူတွေထူထပ်ပြီးတော့အထက်မြင့်အဆောက်အဦတွေရှိရနေပြီးတော့ မန္တလေးပဲခူးစကိုင်းရန်ကုန်အနီးတစ်ခွိုက်ကိုဖျက်တန်းထားတာပါမြန်မာဘက်ကကြောက်ပြားလွာရင်းနဲ့အိန္ဒိယကြောက်လွာနဲ့အချင်းချင်းပေါက်တိုက်ကြတဲ့အခါမှာတော့ကြာတော့အချင်းချင်းဖိအားတွန်းအားတွေကြီးလာကြပါလေအဲဒီမှာလည်းအချင်းချင်းပေါက်တိုက်အားနဲ့စွန်းအားတွေစူးစောင်းမိလာပြီးအဲဒီမှာပေါက်တိုက်မှုတွန်းကန်မှုတွေကြောင့်စူးစောင်းလာတဲ့စွန်းအားတွေကိုကျုပ်တည်းပြင်းထန်တဲ့ရွေးလျားမှုနဲ့ထုတ်ပြစ်လိုက်ကြပါတယ်အဲဒီမှာငလျင်တွေစတင်ဖြစ်ပေါ်လာကြပါတယ် အခုဖြစ်တဲ့ငလင်ကတော့စကိုင်းပြည့်ပြည့်ကျော်ကနေပြီးတော့ပြန်လဲစတင်လာလို့သိရပါဗျ။အဲ့ဒီနေရာမှာစကိုင်းပြည့်ပြည့်ကျော်အကြောင်း2018ခုနှစ်ကငလင်သတိပေးအနေနဲ့ Facebook ပေါ်မှာတင်ထားတဲ့ status ကိုတွေ့ရပါဗျ။ကျွန်တော်ဒါလေးကိုပြန်ပြီး review လုပ်ရှင်ပါဗျ။မူရင်းတင်သူရဲ့သုံးသပ်ချက်တွေသတိပေးချက်တွေကိုလည်းကောင်းလို့ပါဗျ။ဒီစကိုင်းပြည့်ပြည့်ကျော်ဟာနှစ်ချက်ဆယ်ကနေတရာပြည့်တိုင်းအမြဲပြင်းထန်တဲ့ငလင်ကြီးတွေတစ်ချိန်ဖြစ်ရတယ်လို့သူကဆိုပါတယ် ဥမာပြောရရင်1630မှာစကိုင်းပြည့်ရီကျော်ပကူးမန်လင်းကြီးလုကတ်ခဲ့ပြီး1930မှာပကူးချွေမော်တော်စီဒီစိန်ဖူးတော်မြေခိုင်အထိငလင်းကြီးလုကတ်ခဲ့ပါတယ်သူပြောထားတာမှာတော့ဒီအချိန်မှာဒီပြည့်ရီကျော်မှာငလင်းမလုကတ်တာနှစ်70နဲ့90ကြာချီနေပါပြီအဲဒါကြောင့်တတိထားဖို့အတွက်သူကပြောခဲ့တာပါ သူကတော့2017ခုနှစ်က status တင်ပြီးတော့ Facebook မှာတတိပေးခဲ့တာပါ ဒီစကိုင်းပြည့်ရကျော်တခြားမှာရှိနေတဲ့မြို့တွေမှာနေထိုင်လာတွေကိုသတိပေးခဲ့တာပါငလင်နဲ့သဘောကလည်းပြင်းထန်တဲ့ငလင်တစ်ခုမလာခင်မှာငလင်သေးသေးတွေရှင်လာကြပါတယ်အဲဒီစကိုင်းပြည့်ရဟာငိန်နေလာ290နီးပါးချိရဲ့အတွက်သတိထားကြဖို့သူတင်ထားခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့စီမားကျူတင်ကာကွယ်ဖို့တက်ဖြစ်ပြီးမှရှင်းရတာဖြစ်တဲ့အတွက်1930ငလင်လောက်ကစင်ကပဲခူးနဲ့ရန်ကုန်မန္တလေးမြို့တွေဟာဒီလောက်ထိမတိုးတက်သေးတာဖြစ်တဲ့အတွက် အခုချိန်မှာလှုပ်ခတ်ခင်သတိထားကြဖို့သူကအကြံပြုရေးသားခဲ့တာပါဒီ state up page ကိုလည်းလေးစားစွာ review ပြန်ပေးပါတယ်ပညာရှင်တွေရဲ့သုံးသပ်ချက်တွေကလည်းစကိုင်းပြည့်ရဟာမြန်မာဘက်ကကမ္ဘာမြေကြောက်ပြားနဲ့အိန္ဒိယကြောက်ပြားတို့တိုက်ဆက်နေရတဲ့စန့်ကျင်ဘက်တွေရွေရနေကြတာဖြစ်တဲ့အတွက်လောင်နှစ်တန်ပေါင်းများစွာကြားတဲ့အခါမှာတော့မြန်မာနိုင်ငံဟာတောင်နဲ့မြောက်လားအတိုင်းနှစ်ချမ်းကွဲသွားနိုင်တယ်လို့သုံးသပ်ခဲ့ပါတယ် USA Geological ရဲ့သုံးသပ်ချက်တွေဖြစ်ပါတယ် ဒီစကိုင်းကလင်ကျောကတော့ American San Andreas ပြည်ရင်းနဲ့အတော်လေးဆင်ပါတယ်။ရွေးလျားတဲ့နှုံးနဲ့အကွာဝေးလက်တူညီနေတာတွေ့ရပါတယ်။ဒီပြည်ရင်းကြီးကလည်းလူနစ်ဒူးတက်တဲ့ American ရဲ့ San Francisco လိုမျိုးကြီးထဲမှာပြတ်တန်းထားတာပါ။အဲဒီမှာ comment ချက်တွေကတော့2032မတိုင်ခင်မှာတော့ San Francisco မှာ7.7နဲ့အထက်ကြီးတဲ့ငလင်တစ်ခုဟာလောက်ခံနိုင်တယ်လို့ comment ထားကြပါတယ်။အဲဒီတော့ဒီငလင်တွေကိုခံနိုင်အောင် ဘလို့တိဆောက်ပြုမှုနေကြလဲဆိုတာကျွန်တော်တို့လေ့လာသင်ပါတယ်။အခုမလန်28ရက်မှာလှုပ်ခတ်သွားတဲ့ကလေးရောက်ဆုံးရှုံးမှုတွေအတွက်ကျွန်တော်တို့ပန်ဆိုရမီဒီယာဝိုင်းတော်သားလောင်းလဲထပ်တူဝန်နေမိပါတယ်။ပြုတ်ပြသွားတဲ့တိုက်တော်အိုးအိမ်တွေမှာဆက်လက်နေတိုင်းသိနေတိုင်းသိတဲ့အကြောင်းတော့ကျွန်တော်တို့ခြောက်ဝေထားတဲ့လေ့လာမှုလေးကိုပြန်ဝင်လဲပြီးတော့ညဝေပေးလိုက်ရပါတယ်။အဲဒီမှာနံပါတ်1နိုင်ငံဒီမှာဖြစ်ပေါ်နေတဲ့စံချင်းမြင်အကြောင်းဒီအကြောင်းလေးတွေကတော့ ရက်ဒကတ်ဒါမှမဟုတ်စံချင်မြင်လောက်တော့မကျေပါဘူးအဲ့လိုအကြောင်းလေးတွေကတော့အန်နေရလုံးနေပါပါတယ်နံပါတ်1တောင်းလိုက်အကြောင်းဒီအကြောင်းတွေကထူထဲပြီးအပေါ်အောက်ဖြစ်နိုင်ပါတယ်9မီတာအထက်ကျယ်ပြန့်နေမှသာကျွန်းကျင်သူရဲ့အကူအညီကိုလိုအပ်ပါတယ်နံပါတ်3အလျားလိုက်အကြောင်းဒီအကြောင်းကတော့ထူထဲပြီးဘယ်မှညာသို့ဖြစ်နိုင်ပါတယ်အလျားအနံဘလောက်ချီချီတူတူ ကျွန်းကျင်သူရဲ့အကူအညီကိုလိုအပ်ပါတယ် ဆက်လက်နေထိုင်မှုမတင်တော်ပါဘူးအရေးပေါ်စစ်အန်နဲ့ရှိနေတာဖြစ်စရာကြောင့်နေထိုင်မှုမတင်ပါဘူးနံပါတ်၄တောင်ဆောင်အကြောင်းဒီအကြောင်းတွေကထူထဲပြီး30မှ80ဒီဂရီတောင်ပြတ်များပြင်နိုင်ပါတယ်ဒီလိုမျိုးအကြောင်းချင်းတော့ကျွန်းကျင်သူတွေရဲ့အကူအညီကို လုံးဝလိုအပ်နေပါပြီလုံးဝလုံးဝကိုမနေတိုင်တဲ့နေရာဖြစ်ပါတယ်ဒါတွေကတော့တဘာဝဘေးအန်နဲ့ဂျုံတွေ့ချိန်မှာနိုင်ငံတွေမှာပြတ်ပေါ်လာမဲ့အကြောင်းတွေဖြစ်တဲ့အတွက် တတိတာဆင်ခြင်မှုတတိပေးချွတ်တွေကိုမျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်ခနာ။